ပြည်သူ့ဗန်နောင်ငွေတွေကိုခွဲဝေသုံးစွဲမှုနဲ့ပတ်သက်ပြီးပြည်သူတွေလေးလာနိုင်အောင်ဆွေးနွေးဟောပြောပွဲကို UNFCCI မှာပြုလုပ်ခဲ့ပါတယ်ဒေါ်လှလဝင်းသတင်းပြပို့ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့အမီလာနှစ်ရက်နေကနိုင်ငံပိုင်သတင်းစာတွေမှာ2014ခုနှစ်ပြည်ထောင်စုဗန်နောင်ငွေအရသုံးဆိုင်ရာဥပဒေထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီလိုထုတ်ပြန်ခဲ့ပြီးနောက်နိုင်ငံတော်ဘတ်ဂျက်နဲ့ပတ်သက်ပြီးရန်ကုန်စည်းဝါးရေးတက္ကသိုလ်မေခါဆောင်ဖောင်ဒေးရှင်းက ဘောဂဗေဒပညာရှင်၅ဦးကနေဆွေးနွေးပွဲတွေပြုလုပ်ပြီးရရှိလာတဲ့သုံးသက်ချက်တွေကိုပြည်သူတွေနဲ့အတူဆွေးနွေးခဲ့ပါတယ်။အခုကတော့ဘူဟာရကဒီနေ့ငားနေတဲ့အတွက်ဘူဟာရနဲ့စီမံကိန်းရမှာချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းရဆိုရင်တော့လည်းစီမံကိန်းရဆိုရင်နောက်ထပ်ချရတဲ့ဘူဟာရတော့ကစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေနဲ့ဘူဟာရချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းရဆိုရင်တော့လည်းစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေနဲ့ဘူဟာရချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေနဲ့ဘူဟာရချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေနဲ့ဘူဟာရချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေနဲ့ဘူဟာရချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေနဲ့ဘူဟာရချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေနဲ့ဘူဟာရချိန်ဆက်မှုအားနေဘူဟာရကစီမံကိန်းတွေပြောင်းမယ်။ဒုတိယချက်ကစီမံကိန်းတွေန ဆွေးနွေးပွဲမှာအခွန်ငွေကောက်ခံမှုစနစ်ပိုကောင်းလာဖို့နဲ့ဘတ်ဂျက်စင်းတွေဟာပိုပြီးပွင့်လင်းမြင်လာမှုရှိလာဖို့လိုတယ်လို့ပညာရှင်တွေကသုံးသပ်ပြောဆိုခဲ့ပါတယ်။အဲ့တော့ဘတ်ဂျက်ဆိုတဲ့ဟာကိုပြောရင်ရာသီမှန်းကြီးလို့ပြောရင်ပြည်သူကလည်းလည်းစိတ်နေတယ်။ကိုယ်နဲ့မဆိုင်တယ်လို့ပဲအစိုးရဝင်ပဲအစိုးရခါဝဲပြီးတော့အစိုးရကြည့်ပြီးတော့တုံးဆွဲလိမ့်မယ်ဒီလိုထင်နေတယ်။အမှန်မဟုတ်ဘူးပြည်သူလူထုဆောင်ရတဲ့အခွန်ငွေနဲ့ပြည်သူဗန္ဓာကိုအစိုးရကဘယ်လိုစီမံခန့်ခွဲတယ်လဲဆိုတော့ပြည်သူတွေသိတဲ့အချက်ဆိုတာဒါ first thing ဒီ ပေါ်လိစ်ရဲလို့ချင်တာပြည်သူတွေအနေနဲ့နိုင်ငံတော်ဘက်ကအပေါ်စိတ်ဝင်စားမှုအားနည်းနေတဲ့အတွက်အစိုးရတရက်အနေနဲ့ပြည်သူဗဏ္ဍာငွေတွေကိုဘယ်လိုနေရာတွေမှာခွဲဝေသုံးစွဲနေရဲဆိုတာကိုပြည်သူတွေစိတ်ဝင်စားလာစေဖို့ရည်ရွယ်ပြီးဒီဆွေးနွေးပွဲတွေကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ကျွန်မလှလာဝင်းပါ